ညီကိုတန်ကြီးမိတ်ဆွေတွေဒီညနေပေါ့ချင်တယ်ဆိုတော့ဗူဒီယိုလေးစောင့်ကြည့်3မိနစ်လောက်အချိန်ပေးနော်ကျွန်တော်ကတော့ MB 300လောက်ရှိတဲ့ဗူဒီယိုတစ်ခုကိုလောက်ပြီးတော့တင်ပေးတာမိတ်ဆွေတွေဒီဗူဒီယိုကိုကြည့်လို့လဲ MB 300လည်းမကုန်ဘူးနော်ပြထောင်မုန်းနဲ့ကြိုက်တဲ့ဆရာကို5 6ယောက်လောက်ကိုခင်ဗျားတို့ကြည့်နေလို့ရတယ်ကျွန်တော်ဟာကကျွန်တော်ရှာဖွေပေးတဲ့ဟာကမိတ်ဆွေတွေမှတ်မယ်လက်ခံနိုင်နေဆိုရင်ကစားကျွန်တော်မနက်ကတော့ကအပူမရှိမနေထိုးရမယ်ဘာကြောင့်မလို့ပူထိုးရမလဲဆိုတာလေးကိုလည်းကျွန်တော်ဒီမှာအချင်းနဲ့ရော6တလုံးပိုင်း6ပါးကြောင့်ကြာနိုင်တယ် လေကိုချိန်နေဘာဖြစ်လို့ဆိုတာတွေရောအစာအကုန်လုံးကျွန်တော်တို့ဒီပြန်ပြီးတော့ကျွန်တော်ရှာဖွေပေးပြီးတော့ချပေးထားတယ်ပူဆုံးမှာပူ၅ဘူးပေါ့နော်ကျွန်တော်ဒီမှာလည်းကျွန်တော်ဒီမှာလည်းရေးပေးထားတယ်ပေါ့နော်ကျွန်တော်ဒီ2960ကို main ကြိုက်စုံကနန်းဖြစ်တဲ့အပူကတော့အကုန်ပြေထိုးပါမယ်ဘာဘူးမှန်မှန်ကျွန်တော်မသိဘူးဒါကြောင့်မလို့အပူအပြည့်အကုန်ထိုးလို့ကျွန်တော်ပြောတယ်ကျွန်တော် KB ဝယ်ပေးကန်ဆက်ချင်နေဆိုတော့မိတ်ဆွေတွေကဒီမှာအပေါ်မှာ MI နဲ့နံပါတ် KB ရှိတယ်အောက်ကတယ်လီနော်နံပါတ်လေးရဝေးရှိပါတယ်နော်အမလူဝဖဲနဲ့ဖုန်းနေရန်ကာရောကျွန်တော်ကိုမဆက်ပါနဲ့ကျွန်တော် ဒါ KB ဝေဘေးနံပါတ်လေးတွေချပေးထားတာပါတတင်းကျုံမဖို့ပေးခြင်းနဲ့ဆိုရဲလူ100 100 200နေစပြီးတော့เนาะအဆင်ပြေတယ်လို့ကျွန်တော်ခတ်ဆက်မှာเนาะကျွန်တော်တခြားတသိန်း2သိန်း1000 2500 5600ပေါက်ပြီး4000တော့ပါတော့အဲ့လိုမျိုးနေတယ်ခေါ်တယ်ပြောတယ်ဆရာမျိုးအဲ့လိုမျိုးလည်းမဟုတ်ဘူးခင်ဗျားတို့ထည့်ပြီးတဲ့ဟာနဲ့ကျွန်တော်ဖုန်းမိရတယ်ဆိုရင်ဒါကျွန်တော်တို့အကျိုးရှိတာပေါ့เนาะအဲ့တော့ကျွန်တော်ဒီမနက်ကတော့ငါအပူပြေထိုးထားလို့ပြောတယ်2960ဒီ main ကွက်ပြောတယ်သူတို့ဒီထိုင်ဝမ်ကို60ဆိုတဲ့ခဏန်းကိုတက်တက်မဲ့တာ ညှစ်ပြီးတော့ဒါချပေးသွားတာပေါ့နော်သို့တော်လည်းပဲပြဿနာမရှိဘူးကျွန်တော်ဒီလက်တွက်ဆိုင်လည်းမဟုတ်ဘူးကျွန်တော်ကခနန်းစီကြောအရာခနန်းကိုရှာပေးတဲ့ခေါင်ဖြစ်တယ်အခုအချိုခနန်းဒီ6စနစ်နဲ့၄ကိုဆိုတဲ့ခနန်းသူတို့ထွက်တယ်နော်6နဲ့၄ကိုထွက်တယ်နော်ကျွန်တော်မူကျွန်တော်နီးကျွန်တော်ဟန်ရဆိုရင်6ဒီဒီမှာဖြည့်ဖို့လိုတယ်6တဲ့6ပိတ်ကြတာလဲ6တလုံးသူတို့ဖြည့်စရာလိုနေသေးတာခနန်းဖြစ်တယ်နော် ဒီ60ဆိုတဲ့ကနန်းဒီကျွန်တော်မနက်ကတော့ကဒါ main or 2960เนาะကျွန်တော်ဒီမှာပြမယ်เนาะ2960ဒီကျွန်တော်ရဲ့ main quad ဖြစ်တယ်ဒီမှာ2960 main quad เนาะအပူကတော့ပြေထိုးဆိုတဲ့ကနန်းတိုင်းအဲ့တော့ကျွန်တော်ညီကုံမွေးဆိုတဲ့ကိုဒီညနေမှာဘာလို့ကျွန်တော်တို့ကပြန်လဲပြီးတော့ထောက်ရှုပြီးတော့ကျွန်တော်တို့ထိုးရမလဲဆိုရင်เนาะအခုဒီမှာကြည့်ပါเนาะပြီးခဲ့တဲ့ဘွယ်တောက်ကြနေကတောက်ကြနေကိုကျွန်တော်တို့သွားမယ် ပြီးခဲ့တဲ့ဘောတောက်ကြနေသည်ဒီမှာကြီး2660ကျွန်တော်တို့266 26ထွက်ပြီးသွားပြီ26ထွက်ပြီးသွားပြီအခု60ဆိုတဲ့ကဏ္ဍလည်းရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီညနေမှာ၄ကိုချိန်နေဆိုကျွန်တော်တို့ကမဖြစ်မနေ၄5ဆိုတဲ့ကဏ္ဍတစ်ခုကိုကျွန်တော်တို့ကထည့်ပြီးတော့ထိုးมาဖြစ်တယ်6နဲ့ကိုကျွန်တော်ကဏ္ဍကတ်ပြီးမယ်ဒီညနေမှာကျွန်တော်ရေးပြတဲ့ကဏ္ဍကျွန်တော်ရှာဖွေပြီးပြီးတော့ကျွန်တော်စီပေးထားတဲ့ကဏ္ဍမှာထိုးပါပတိဒီဘာမှပတ်เสียမလို့ဘောပါဘူးပတိရှိပါတယ်တိုးတော်လည်းပဲကျွန်တော်ပတိကိုလုံးဝလုံးဝအားမပေးတော့ပါဘူးပတိ ဒါပတ်စီအောင်မလို့တော့ပါဘူးပတိပတ်ခြင်းလေဆိုတော့မိတ်ဆွေတွေကတနင်္လာနေ့အင်္ဂါတနင်္လာအင်္ဂါနှစ်ရက်တွင်းပတိရယ်ဗုဒ္ဓဦးတွင်းပတိရယ်ကျွန်တော်စီမှာလာပြီးတော့ဒါကျွန်တော်တင်ပေးပါမယ်နော်အဲ့ကြောင့်မှကျွန်တော်တို့ရှူလို့ရပါမယ်အဲ့မှာရှူပြီးတော့ကျွန်တော်တို့ကစားလို့ရပါတယ်အခုဒီမှာကတော့ကျွန်တော်ခဏစီပြီးတော့ပြောပေးပါမယ်ဒီဗီဒီယိုလေးမှာလည်းကျွန်တော်တင်ပြီးရေးပေးထားမယ်အဲ့ဒီရေးပေးထားတဲ့ခဏန်းလေးကိုပဲဒီညနေထိုးပြီးတော့မိတ်ဆွေတွေအပွဲသိမ့်နေမှာလှပါစီပောက်ပါစီအောင်ပါစီခင်ဗျ